အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါရစေတိလရှင်တစ်ပါးကမကောင်းဆုံးဝပုကတ်နေတဲ့ကောင်းလေးတယောက်ကိုကယ်တင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူတို့ရဲ့အတိုင်းပိုင်းမှာမကောင်းဆုံးဝနေတဲ့ကိစ္စကိုတိတ်ခါတော့ရဖုန်းတော်ကြီးတွေကသာလှုပ်ခွင့်ရှိတယ်လို့သတ်မှတ်ထားတာပဲဖြစ်ပါတယ်နောက်ပြီးတော့ကောင်းလေးရဲ့ကျမကြီးကိုကုသပေးနေတဲ့ဆရာဝန်ဖာသားကလည်းအဲ့ဒီကိစ္စကိုစီးပညာနဲ့ပဲကုသပေးခြင်းနေတာပါတိလရှင်ကတော့အဲ့ဒီကိစ္စကိုမကောင်းဆုံးဝရဲ့လက်ချက်ဆိုတော့ကောင်းကောင်းသိနေခဲ့ပြီးတော့ တားဆီးထားတဲ့အခက်အခဲတွေရှိနေပေမဲ့လည်းကောင်လေးရဲ့ဂျင်းတွေကပိုပြီးတော့မှဇိုးဝလာတဲ့အခါမှာဒီလာရှင်ကသူ့ရဲ့ယုံကြည်မှုအတွက်ရှစ်ဆက်တူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ကံအလောဆောင်နေပဲသူ့ကိုကူညီနေတဲ့ဒီလာရှင်တွေတပါးကလည်းပေါ်လာခဲ့ပြီးတော့အဲနောက်မှာသူတို့တွေဟာကောင်လေးကိုကယ်တင်ဖို့အတွက်ဘလို့စ조사ကြမှာပါလဲ။သူတို့ရင်ဆိုင်နေရတဲ့မကောင်းဇိုးဝကဘလောက်တောင်မှအစွမ်းထက်နေပါလဲ။ဒီကိစ္စတွေကဘလို့တွေအဆုံးသက်သွားမလဲဆိုတာဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါခင်ဗျာ။ဇလန်လေးဆောက်မှာဆိုလို့ရှိရင်တော့အိမ်တလုံးလေးကိုဝင်ခါနေမှာဆေးလေးတောက်ပြီးတော့ဆေးရော်နေတဲ့ ဒီလရှင်ယူနီယံကိုတရားမှဖြစ်ပြီးတော့မှအရေးပေါ်ကိစ္စဖြစ်နေတယ်ဆိုပြီးတော့မှသူ့ကိုခေါ်လိုက်တာကြောင့်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။အဲဒါကတော့ကောင်းလေးတယောက်ကမကောင်းစွာပုခဲ့ခံနေရပြီးတော့တောင်းကျနေတာဖြစ်ပြီးယူနီယံအိမ်ထဲကိုဝင်လိုက်တဲ့အချိန်မှာပဲစေတောကရောက်နေပုံပေါ်တဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရပါတယ်။အဲဒီအမျိုးသမီးကတော့ကောင်းလေးရဲ့အမေဖြစ်ပြီးတော့မှသူ့ရဲ့ပုံစံကလည်းကြောက်ရွံ့ထိတ်လန့်လို့နေပါတယ်။အဲဒီမှာတော့ကောင်းလေးအပြင်တခြားသူတွေကလည်းရှိနေကြတာဖြစ်ပြီးတော့အဲ့ဒီသူကတော့ယူနီယာထက်တောင်မှအစင်မြင့်တဲ့သူဖြစ်ပါတယ်။သူကတော့ Father Andrea ပါ ဒါပေမဲ့လည်းအဲ့ဒီချိန်မှာ Father Andrea ကနယံကိုမိပြီးတော့ရက်နေပြီးတော့သူ့ရဲ့ပခုံးမှာလည်းဓာတ်တချောင်းကစိုက်ဝင်နေပါသေးတယ်။နောက်ပြီးတော့တရားစာရီကိုလည်းခက်ခက်ခဲခဲရွတ်ဖတ်နေတာဖြစ်ပြီးပြီးမှတော့ဖုန်းတော်ကြီးရဲ့လက်ထောက်ဒီကုံကလိုအပ်တာတွေကိုကူညီပေးနေပါတယ်။အခန်းရဲ့အလယ်မှာတော့ Heju ဆိုတဲ့ကောင်လေးကိုထိုင်ကုန်းမှာကျိုးနဲ့တုပ်ထားတာကိုတွေ့ရမှာဖြစ်ပြီးတော့နောက်ပြီးတော့ Heju ရဲ့မျက်နှာကပုံမှန်လိုမဟုတ်ဘဲနဲ့သွေးကြောတွေထောင်ပြီးတော့ကြောက်စရာလေးကောင်းနေပါတယ်။တကယ်တော့ Father Andrea နဲ့တပည့်ဒီကုံတို့က ဟေကျူးရဲ့ကိုယ်ထဲကိုမကောင်းဆိုးဝါးကိုနှင်ထုတ်ဖို့အတွက်စူးစမ်းနေတာပဲဖြစ်ပါတယ်။တပင်းမကောင်းဆိုးဝါးကအစွမ်းထက်လွန်းနေတာကြောင့်သူတို့တွေကဒုက္ခရောက်နေကြပြီးတော့အဲ့ဒါကြောင့်ပဲယူနီယားကိုလှန်ပြီးတော့ခေါ်ခဲ့တာပါ။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ယူနီယားမှာမကောင်းဆိုးဝါးကိုနှင်ထုတ်နိုင်တဲ့အစွမ်းရှိတယ်လို့သူတို့တွေကယုံကြည်လို့ပဲဖြစ်ပါတယ်။သူတို့ရဲ့ပတ်ချာလင်မှာတော့မကောင်းဆိုးဝါးထွက်လာရင်နှိမ်နင်းမှုတွေအသင့်ပြင်ဆင်ထားတဲ့ပစ္စည်းတွေကိုခြားထားပြီးတော့အခြေအနေတွေကိုအကဲခဲ့ပြီးတဲ့နောက်မှာယူနီယားဟာဟီကျူးရဲ့ကိုယ်ထဲကမကောင်းဆိုးဝါးကိုနှင်ထုတ်ဖို့အတွက်စူးစမ်းပါတယ်။ သူကရေမန်းဘုံကိုယူပြီးတဲ့နောက်မှာဟီဂျူရဲ့ခေါင်းပေါ်ကနေလောင်းချလိုက်တဲ့အခါမှာနင်းနေငြိမ်ကြသွားခဲ့ပြီးပြီးတော့ဖာသာရဲ့တပည့်ဒီကွန်ကိုဖရန်စစ်ခေါင်းလောင်းတိုးဖို့တဲ့ပြောနေခဲ့တာဖြစ်ပါတယ်။ဖရန်စစ်ခေါင်းလောင်းဆိုတာကတော့မကောင်းဆိုးဝါးတွေကြောက်ရတဲ့ခေါင်းလောင်းဖြစ်ပြီးတော့မှအဲဒီချိန်မှာဟီဂျူကမကောင်းဆိုးဝါးနေတဲ့ဂါထာတွေကိုလည်းဒရက်ဆက်ယူဖက်လို့နေပါတယ်။ဂါထာယူတဲ့အတန်ကတပြေးပြေးနဲ့အမြင့်ကိုရောက်လာလေလေဟီဂျူရဲ့တုံ့ပြန်မှုတွေကပြင်းထန်လာလေလေပဲဖြစ်ပါတယ်။နောက်ပြီးတော့ဗဇက်ကလည်းဘလုံးမတွေ့တဲ့အော်ဟစ်နေခဲ့ပြီးတော့ တကယ်တော့မကောင်းဆိုတာကဟီဂျူရဲ့ခန္ဓာကိုယ်လေးကနေမထွက်ဘဲနဲ့တင်းခံနေတာဖြစ်ပါတယ်။အဲလိုနဲ့ပဲသွေးပြက်စရာကောင်းတဲ့အတံတွေကိုလည်းကြားနေရပြီးတဲ့နောက်မှာမကောင်းဆိုတာဟာခန္ဓာကိုယ်လေးကနေထမသွားဘဲနဲ့တင်းခံနေတာကြောင့်ဟီဂျူရဲ့နားလေးကနေသွေးရည်တော်မှထွက်ကြလာခဲ့ပါတယ်။အဲလိုသာဆက်ပြီးတော့ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဟီဂျူကိုပဲပြင်းပြင်းထန်ထန်ထိခိုက်မှာဖြစ်ပြီးဒါအောင်နားလေတွေယူနီယာကလည်းမကောင်းဆိုတာကိုခက်မြမြန်နှင်ထုတ်ဖို့အတွက်ကာရာကိုဒရက်ဆက်ရုတ်ဖက်လို့နေပါတယ်။ ဒါပေမဲ့လည်းသူမှလိုအပ်ချက်တခုရှိနေခဲ့ပြီးအဲ့ဒါကတော့မကောင်းဆိုးဝါးရဲ့နာမည်ကိုမသိတာပဲဖြစ်ပါတယ်။တကယ်တော့မှလည်းမကောင်းဆိုးဝါးရဲ့နာမည်ကိုအတိမဖရားရဲ့နာမတော်နဲ့အမိပေးပြီးတော့မှနှင်ထုတ်လို့ရမှာဖြစ်ပြီးအဲ့ဒါကြောင့်မဲယူနီယာဟာဂါရာယွနေရင်နဲ့မကောင်းဆိုးဝါးရဲ့နာမည်ကိုသိစေဖို့အတွက်စူးစမ်းနေပါတယ်။မကောင်းဆိုးဝါးကလည်းလဲလွန်းလာပြီးတော့သူ့ရဲ့နာမည်ကိုမပြောဘဲနဲ့တခြားစကားတွေလျှောက်ပြီးတော့ပြောနေခဲ့တယ်လို့အဲ့ဒီလိုနှင်ထုတ်နေရင်မကောင်းဆိုးဝါးကတာမန်မဟုတ်ဘူးဆိုတာဟီဂျူလည်းသဘောပေါက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ဒီကောင်းလေးဟာတကောင်းနေမဟုတ်ဘဲနဲ့အဖွဲလိုက်ဖြစ်နေတာကိုလည်းရေးမိခဲ့ပြီးတော့မကောင်းစွာကတော့ဖုန်းတော်ကြီးတွေနဲ့တီလာရှင်တွေကိုမုန်တီချောင်းပြောပြီးတော့သူသာအခွင့်အရေးရမယ်ဆိုရင်ဒုက္ခပေးမယ်လို့ပြောပြီးတော့ချင်းချောက်လို့နေပါသေးတယ်။အဲနောက်မှာတော့အရင်တုန်းကလည်းယူနီယာတို့လိုမျိုးလူတွေကိုအများကြီးအနိုင်ယူခဲ့တယ်လို့ပြောခဲ့ပြီးတော့ယူနီယာကိုလည်းနောက်ထပ်နှစ်မတိုင်ခင်မှာတည်မယ်လို့ကြေညာတိုက်ပြီးတော့ထွက်ပြေးလို့သွားပါတယ်။ အဲ့ဒီချိန်မှာပဲဟီဂျူကလည်းငေါက်ခနဲ့သတိမေ့သွားခဲ့ပြီးတော့ဟီဂျူကိုပြုစုနေတဲ့ယူနီယံကတော့အဲ့ဒီကိစ္စဟာဒီလောက်နဲ့ရက်သွားမှာမဟုတ်ဘူးဆိုတာနားလေလို့နေပါတယ်။ဘာကြောင့်လဲဆိုလို့ရှင်တော့မကောင်းဆိုးရွားတွေကသူတို့ဝင်ပူးခဲ့တဲ့လူတွေကိုအချိန်မြင့်ထက်ပြီးတော့ပူတဲကြလို့ဖြစ်ပြီးတော့မှအကောင်းဆုံးနည်းလမ်းကတော့မကောင်းဆိုးရွားကိုတနည်းအားဖြင့်မှပိတ်လောင်ဖမ်းချုပ်ထားဖို့ပဲဖြစ်ဖြစ်အပြည့်ရှင်းမှာပဲဖြစ်ဖြစ်အစဉ်ပြေမှာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဟီဂျူကိုစေယုံကိုခေါ်သွားခဲ့ကြပြီးတော့အဲ့ဒီစေယုံကလည်းချက်ချောင်းကဖွင့်လေထားတဲ့စေယုံဖြစ်ပြီးတော့မှစေယုံအုပ်ကတော့ ဖုန်းတော်ကြီးဒေါက်တာပတ်ပါပဲ။ဖာသာဘက်ကတော့ဖုန်းတော်ကြီးဆိုပေမဲ့လည်းပရာလောကအဖြစ်အပျက်တွေအထက်စေပညာနဲ့သိမ့်မဲ့မြညာကိုပဲယုံကြည်နေတာဖြစ်ပြီးတော့အဲဒါကြောင့်မေဟီကျူးရဲ့ကိစ္စကိုပြင်းထန်တဲ့ဇေယောကတကူးလို့ထင်နေကြတာပါ။ဒါကြောင့်မဲဒေါက်တာဘတ်ရဲ့လက်ထောက်တိလရှင်မီခေလာကသူ့ရဲ့ယူဆချက်ကိုဝင်ပြီးတော့ပြောပြပါတယ်။တကယ်တော့မီခေလာဟာဟီဂျူရဲ့ဂျီနီကိုနိမ့်နိမ့်ညံ့ညံ့စောင့်ကြည့်နေရတဲ့သူဖြစ်ပြီးတော့မှတခါတလေမှဟီဂျူဖြစ်ခဲ့တဲ့ကိစ္စတွေကစိတ်ပေါ်ပြန်တဲ့ကိစ္စတွေထက်ပိုနေတာကြောင့်မဲမီခေလာကတော့ ပရလောကတွေနဲ့ဆက်ဆံမှုရှိနေတယ်လို့ယုံကြည်နေခဲ့ပါတယ်။ဒါပေမဲ့လည်းဖုန်းတော်ကြီးဘက်ကလည်းအဲ့ဒီအကြောင်းတွေကိုပွင့်ပွင့်လင်းလင်းနဲ့မပြောပြရဲခဲ့ပါဘူး။အဲ့နောက်မှာတော့ Father ဘက်ကလည်းဟီဂျူရဲ့အမိနဲ့တွေ့ပြီးတော့ယောဂအကြောင်းကိုပြောပြနေပြီးနောက်ပြီးတော့ဒီယောဂဟာစိတ်ပညာနဲ့ကုမရမယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြလို့နေပါတယ်။ဟီဂျူရဲ့အမိကတော့သူသားရဲ့ကိစ္စဟာပရလောကနဲ့တက်ဆိုင်နေတယ်လို့ယုံကြည်ကြောင်းပြောပြပြီးတော့ဟီဂျူရဲ့အကြောင်းကိုလည်းအသေးစိတ်ရေးထားတဲ့မှတ်တမ်းလေးတစ်ခုပြသခဲ့ပါတယ်။အဲ့ဒီမှတ်တမ်းလေးမှာတော့ဟီဂျူကိုနက်ဆရာတွေနဲ့ကုသတာတွေ တခြားဖုန်းတော်ကြီးတွေပြင်ပြီးတော့မှအပနှင်နာတွေကိုလည်းဖော်ပြထားခဲ့ပြီးတော့ဟီဂျူဟာသူ့ကိုယ်သူတက်တည်ဖို့အတွက်ကြိုးစားခဲ့ဘူးလေလို့လည်းဖွင့်ပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖုန်းတော်ကြီးအန်ဒရီယာကိုပြင်ပြီးတော့မှအပနှင်ခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့အချိန်မှာတီလာရှင်ယူနီယာကိုပါထက်ကော်ပြီးတော့အခုလိုမျိုးငြိမ်းသက်သွားအောင်ဆောင်ရွက်ခဲ့ရတဲ့အကြောင်းလေးပြောခဲ့ပါသေးတယ်။အဲဒီဒီလေဖုန်းတော်ကြီးဘက်ကအယုံကြည်မရှိသေးပဲနဲ့နောက်ပြီးတော့ဘာသာအန်ဒရီယာအပနှင်တဲ့ကိစ္စကိုဘာမှမဝေဖန်ပေမဲ့ယူနီယာပါလာတဲ့ကိစ္စကိုတော့အံအားသင်ခဲ့ရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ရဲ့ယူဆမှာ ကောင်းစွာနှင်းတို့တော်ကိုဖုံးတော်ကြီးတွေကသာလုပ်ပိုင်ခွင့်ရှိလိုပဲဖြစ်ပါတယ်။နောက်ပြီးတော့တိလာရှင်နေဒီကိစ္စမလုံအောင်တားမြစ်ထားပြီးတော့အဲ့ဒါကြောင့်မေယူနီယာရဲ့ပေါ်ဝင်မှုကတားမြစ်ချက်တွေကိုဖောက်ပြက်နေတယ်လို့လည်းဖြစ်နေပါတယ်။ဒါပေမဲ့လည်းယူနီယာဟာအဲ့ဒီကိစ္စအတွက်ရင်ဆိုင်နေရပြီးတော့မှသူ့ကိုယ်တော်ဖရာကြောင့်ခေါင်းဆောင်ဖုံးတော်ကြီးတွေကခေါ်ပြီးတော့စစ်ဆေးမေးမြန်းနေပါတယ်။ယူနီယာကလည်းဟီဂျူတွေအန်နီရဲ့ကြီးလုံးတဲ့အခြေအနေမှာမတက်တာလို့ဝင်ပါခဲ့ရတဲ့အကြောင်းရှင်းပြခဲ့ပြီးတကယ်တော့ဒီလိုကိစ္စတွေကိုအထူးကံတွေဖြေရှင်းတဲ့ဖုံးတော်ကြီးနှစ်ပါးရှိတဲ့အကြောင်းပြောပြပြီးတော့ သူတို့ကိုအကူအညီတောင်းဖို့အတွက်တိုက်တွန်းခဲ့ပါသေးတယ်။သူတို့ကတော့ Father Gene နဲ့ Father Chain တို့ဖြစ်ပြီးတော့မှဒါပေမဲ့လောလောဆယ်မှာတော့ Father နှစ်ပါးကယောမကိုခရီးလွန်နေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းချက်ချောင်းကဖုန်းတော်ကြီးကြီးကတော့ယူနီယာရဲ့စကားကိုနားမဝင်မနဲ့သူတို့ဘာသာဖြစ်ရှင်မယ်လို့ပြန်ပြောခဲ့ပြီးဒါကြောင့်ပဲတေချာရှင်းပြနေတဲ့ယူနီယာတော့မှစိတ်တွေတူလာခဲ့ရပါတယ်။နောက်ပြီးတော့ဖုန်းတော်ကြီးတွေအရှိကနေစိတ်ပြက်လက်ပြက်နဲ့ထွက်သွားခဲ့ပြီးဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့ဟီဂျူးရဲ့ကိစ္စကိုမရမကဖြစ်ရှင်ကျင်းနေခဲ့တာပါ။ အဲဒါကြောင့်ပဲဖာသာအန်ရီယာစီကိုသွားခဲ့တာဖြစ်ပြီးဖာသာအန်ရီယာကတော့ယူနီယာကိုလှည့်လေလေလေးပဲဆက်ဆံပါတယ်။နောက်ပြီးတော့ဟီဂျူရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှသူတီထားသမျှတွေကိုအသေးစိတ်ရှင်းပြနေခဲ့တာဖြစ်ပြီးပြီးတော့သူကဘယ်လိုအစီအစဉ်တွေဆွဲပြီးတော့မကောင်းဆိုးဝါးနှင်ထုတ်ခဲ့တာလဲဆိုတာတွေဟီဂျူကဘယ်လိုတုံ့ပြန်ခဲ့လဲဆိုတာတွေစသဖြင့်အသေးစိတ်မှတ်ထားတဲ့မှတ်တမ်းကိုလည်းပေးခဲ့ပါသေးတယ်။နောက်ပြီးတော့ဟီဂျူရဲ့ကိုယ်ရေကမကောင်းဆိုးဝါးဟာသူတို့ထင်ထားတာထက်အများကြီးပိုဆွမ်းနေကြောင်းကိုလည်းသတိပေးခဲ့ပြီးတော့နောက်ပြီးတော့အရေးကြီးတဲ့နောက်ထပ်တစ်ချက်ကိုလည်းအသိပေးခဲ့ပါသေးတယ်။ ဲ့ဒါကတော့ဘုရားကျောင်းရဲ့မှတ်တမ်းတွေမှာအလားတူကိစ္စတွေရှိနေခဲ့တယ်ဆိုတာပါပဲဒါပေမဲ့အဲ့ဒီမှတ်တမ်းတွေကထူးဆန်းစွာနဲ့ပျော်ဆုံးနေခဲ့တာဖြစ်ပြီးတော့ Father Andrea ကအဲ့ဒီကိစ္စကိုသူတည်တလောက်ထပ်ပြီးတော့ပြောခဲ့ပါသေးတယ်အဲဒီကောင်လေးအပူးခန္ဓာရတဲ့သူကဟီဂျူလိုလူငယ်ပိုင်းဖြစ်ပြီးဒါပေမဲ့ကောင်မလေးတယောက်ဖြစ်ခဲ့တာပါနောက်ပြီးတော့ဒီလိုကိစ္စတွေကိုဘုရားကျောင်းကလိုက်ပြီးတော့ဖုံးကွယ်နေတဲ့အပေါ်မှာလေထူးဆန်းတယ်လို့ထင်နေကြတာဖြစ်ပါတယ်။အဲဒါကြောင့်ပဲဘုရားကျောင်းရဲ့တာဝန်ရှိသူတစုံတစ်ယောက်ကမကောင်းဆိုးဝါးတွေနဲ့ လျှွက်စွာပူပေါင်းနေလားဆိုတဲ့တန်ရရတွေလည်းရှိနေခဲ့ပြီးတော့တည်တင်တည်တဲ့ကြောင်တွေတည်ပြီးတဲ့နောက်မှာယူနီယာလေးကျေးဇူးတင်တဲ့အကြောင်းပြောပြီးတော့ပြန်ထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဖုန်းတော်ကြီးအန်ရီယာကယူနီယာကိုပြတင်းမုတ်ကတစ်ဆင့်လှမ်းပြီးတော့ကျင်းနေခဲ့ပြီးတော့အဲ့ဒီလိုကျင်းနေရင်းနဲ့သူ့ရဲ့ပုံစံကမူမမှန်တယ်လို့ဖြစ်လာခဲ့တာပါ။ဟီဂျူကိုအပနှင်ခဲ့တဲ့ကိစ္စမှာအန်ရီယာကကြာရှုံးခဲ့တယ်လို့ပြောရမှာဖြစ်ပြီးဒါကြောင့်မဲ့အကျိုးဆက်အနေနဲ့ကတော့မကောင်းဆိုးဝါးဝိညာဉ်တချို့ရဲ့လှမ်းမှုမှုတွေကိုခံလိုက်ရတာဖြစ်ပါတယ်။ သူတို့ရဲ့လောကမှာတော့အရေးကြီးစားထုံးစံလိုဖြစ်နေပြီးတော့မကောင်းစွာကိုအောင်းအောင်းမြင်မြင်နှိမ့်ထုတ်နိုင်ခဲ့ရင်ဒီလိုတွေဖြစ်ရပါတယ်အခုလေဖုန်းတော်ကြီးအန်ဒရီယာတယောက်မကောင်းစွာဝိညာဉ်တွေရဲ့ခြေလှယ်မှုတွေကိုစပြီးတော့ခံနေရပြီဖြစ်ပြီးတပတ်မှာတော့ယူနီယာဟာဟီဂျူးကိုမကောင်းစွာရန်ကနေလွတ်မြောက်အောင်ကြိုးစားနေခဲ့ပါတယ်ဒါပေမဲ့လေဟီဂျူးကတော့ဖုန်းတော်ကြီးဘက်ရဲ့ကုသမှုတွေအောက်မှာရှိနေကြတာဖြစ်ပြီးတော့အဲဒါကြောင့်ပဲဖုန်းတော်ကြီးဘက်ကိုသွားတွေ့ပြီးတော့ဟီဂျူးကိုမကောင်းစွာနှင်ထုတ်ခွင့်ပြုဖို့အတွက်တောင်းဆိုခဲ့ပါသေးတယ် ဒါပေမဲ့လည်းအဲ့ဒီကိစ္စတွေကိုအယုံကြည်သိပြီးတော့မရှိတဲ့ဘုန်းတော်ကြီးဘက်ကတော့ငင်းဆန်နေတာဖြစ်ပြီးဟီဂျူကတော့သူ့ရဲ့ဆောင်းရှောင်းမှုရဲ့အောက်မှာရှိနေတဲ့ဒီလိုကိစ္စမျိုးတွေထပ်မရှိစေရဘူးလို့လည်းပြောနေခဲ့ပါတယ်။အခြေအနေတွေကိုတည်တည်ကြာကြာလေ့လာထားတဲ့ယူနီယံကလည်းမလျှော့ဘဲနဲ့ဘုန်းတော်ကြီးဘက်သဘောတူညီဖြစ်စေသဘောမတူညီဖြစ်စေဟီဂျူကိုသူ့ရဲ့အစီအစဉ်နဲ့ရှောင်းအောင်ကဲထိုးသွားမယ်လို့အခိုင်အမာပြောနေခဲ့ပါတယ်။ဒီဘက်မှာတော့ဟီဂျူရဲ့အမေဟာသူ့ရဲ့သားတရိယာလာတာကိုထိန်ဆောင်နေခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်မှာပဲဖုန်းဝင်လာခဲ့တာကြောင့်ကောက်ကင်ခဲ့ပါသေးတယ်။ ဖုံးဆက်တဲ့သူတွေကတော့အကျွေးရှင်တွေဖြစ်ပြီးတော့မှသူတို့ရာတမက်ရဲ့အတွင်မှာအကျွေးပြန်ဆက်ဖို့ပြောနေခဲ့ပါတယ်။အမေဖြစ်တဲ့သူကသူသားစေယုံမှာတက်နေရတာကြောင့်နည်းနည်းထပ်ပြီးပါဆိုပြီးတော့မှတောင်းပန်နေတာဖြစ်ပြီးတော့အဲဒီလိုပြောနေရင်တပက်ကအတန်တွေကလည်းတမျိုးဖြစ်လာခဲ့ပါတယ်။နောက်ပြီးတော့အမေဖြစ်သူနာကြီးစီမဲ့စကလုံးတွေရွေးပြီးတော့ပြောနေခဲ့တာဖြစ်ပြီးအဲဒီစကားတွေထဲမှာဟီဂျူရဲ့အဖေစူစူဝါဝါတည်ဆုံရတဲ့ကိစ္စတွေပါနေသလိုဟီဂျူကလည်းအယူတယောက်လိုတည်ရမှာဆိုပြီးတော့ဂျင်စာတိုက်တဲ့စကားမျိုးတွေလည်းပါနေခဲ့ပါသေးတယ်။ ဲဒါကြောင့်မဲအမိဖြစ်တဲ့သူဟာတုံလို့ချက်ချားသွားခဲ့ပြီးနောက်ဆုံးမှာတော့ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချလိုက်ပါတယ်ပြီးတော့ဟီဂျူကိုတဝါကြီးကြည့်ပြီးတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုအကောင့်ထဲပေါ်ခဲ့လိုက်တာပါအဲဒါကတော့ဇေယျမောကနေခုံချပြီးတော့မှကိုကိုကိုတက်တည်လိုက်တာဖြစ်ပြီးအဲဒီကိစ္စကြောင့်မဲအားလုံးဟာဇေယျရှင်ကိုဝိုင်းအောင်လို့ရောက်လာခဲ့ပါတော့တယ်အဲဒီချိန်မှာဟီဂျူရဲ့အမိကရုပ်ပြက်စင်းမြက်ထေဆုံးနေတာဖြစ်ပြီးတော့ယူနီယာရောဖုန်းတော်ကြီးဘက်တို့ပါအဲဒီကိစ္စတွေတွေ့ပြီးတော့မှစိတ်မကောင်းဖြစ်ခဲ့ရပါတယ် အလောင်းကိုတည်သွားပြီးတဲ့နောက်မှာတော့တခြားသူတွေကအရှူရှူထွက်ခွာသွားကြပြီးယူနီယံကတော့အဲ့ဒီနေရာမှာပဲစစ်တေတည်ပြီးတော့ကျန်နေခဲ့ပါတယ်။ဒီကောင်မှာတော့ပဝင်းကြီးကဒီလိုစကားပြောတဲ့တွေကြားလိုက်ရပြီးတော့တပြေးပြေးနဲ့အဲ့ဒီစကားတွေကလည်းကြေလောင်လို့လာပါတယ်။ဒီတန်တွေကိုကြားတဲ့အခါမှာတော့ယူနီယံဟာဟီဂျူးရဲ့မိသေးရတဲ့ကိစ္စကမကောင်းဆိုးဝါးတွေရဲ့လက်ချက်ဆိုတာကိုနားလေသွားခဲ့ပြီးအဲ့ဒါကြောင့်မကောင်းဆိုးဝါးတွေကိုဖျားသခင်ရဲ့တကူတော်နဲ့နှိမ့်နှင်းမယ်ဆိုပြီးတော့ရေရိုးခဲ့တာဖြစ်ပါတယ်။ နောက်ပြီးတော့အဲ့ဒီနေရာမှာတခြားသီလရှင်တပါးလေးရှိနေကြတာဖြစ်ပြီးသူကတော့ဟေကျုကိုအနီးကအဆောင်ရှောင်နေတဲ့မိခေလာပဲဖြစ်ပါတယ်ဖုန်တော်ကြီးပဲရဲ့တပည့်လေးဖြစ်ပြီးတော့မှတကယ်တော့မိခေလာကလည်းမကောင်းဆိုးဝါးရဲ့အတန်ကိုကြားလိုက်ရတာဖြစ်ပြီးဒါကိုလေးယူနီယာဟာသတိထားမိကြတာဖြစ်ပြီးတော့အဲ့ဒါကြောင့်ဟေကျုကိုကယ်တင်မဲ့ကိစ္စမှာတော့မိခေလာကအကူအညီဖြစ်နေတယ်ဆိုတာကိုလည်းနားလေသွားကြတာဖြစ်ပါတယ်ဒါကြောင့်မဲမိခေလာစီကိုသွားပြီးတော့ဟေကျုရဲ့ကိစ္စမှာသူနဲ့ပေါင်းပြီးကူညီပေးဖို့စီရင်ခဲ့တာဖြစ်ပြီးတော့ တကယ်တော့မလည်းမိခေလာကမကောင်းဆိုးဝါးတွေရဲ့အတန်ကိုကြောင်းနေစွမ်းရှိပါတယ်။ဒါပေမဲ့သူကတော့ဖုန်းတော်ကြီးပဲရဲ့တပည့်ဖြစ်နေတာကြောင့်ယူနီယံကိုကူညီဖို့အတွက်ငင်းဆန်ခဲ့တာဖြစ်ပြီးပြီးတော့အင်ကိုပဲပြန်လာခဲ့တာပါ။အဲ့လိုပြန်လာနေတဲ့ငယ်ဘွားကကိစ္စတွေကိုပြန်ပြီးတော့အမတ်ရနေတာဖြစ်ပြီးတကယ်တော့မိခေလာကမွေးကလေးကအဲ့လိုစွမ်းရည်တွေကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။သူတို့လိုလူမျိုးကိုလူတွေဟာနတ်ဆုံးမျိုးဆက်လို့ခေါ်ကြပြီးတော့အများအပြားကိုဝင်ဆောင်ထားတဲ့အချိန်မှာမကောင်းဆိုးဝါးအပူခံရရင်မွေးလာတဲ့အခါမှာအဲ့လိုစွမ်းရည်တွေလည်းရလာတတ်ပါတယ်။ နောက်ပြီးတော့မေခေလာမှာမြန်မာတယောက်ထပ်ပြီးတော့ရှည်သေးတာဖြစ်ပြီးတော့မြန်မာလီကလည်းအဲ့လိုအစွမ်းတွေကိုပိုင်ဆိုင်လို့ထားခဲ့ပါတယ်။သူတို့ညီမကတော့ကြီးလာလို့ရှိရင်နက်စရာလုံးမယ်ဆိုပြီးတော့မှရည်ရွယ်ထားခဲ့တာဖြစ်ပြီးဒါပေမဲ့လည်းကြီးပြင်းလာတဲ့အချိန်မှာတော့အကြောင်းမျိုးမျိုးကြောင့်တီလာရှင်ဖြစ်ဖို့ရွေးချယ်ခဲ့ရပါတယ်။မကောင်းစိုးဝဲရဲ့လမ်းမမှုတွေမခံရစေဖို့အတွက်မြင့်မြတ်တဲ့ဘဝကိုရွေးချယ်ခဲ့တာဖြစ်ပြီးတော့မှအင်ကိုပြင်ရောက်လာခဲ့ပေမဲ့ယူနီယာအကူအညီတောင်းတဲ့ကိစ္စကလည်းကောင်းနေကမထွက်ဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်အကူအညီရင်ကောင်းမလားဒီတန်းနေရင်ကောင်းမလားဆိုပြီးတော့ဝေခွင့်မရဖြစ်နေခဲ့တာပါ။ ဒါကြောင့်မေမီခေလာဟာဖွက်ထားတဲ့ပစ္စည်းတချို့ကိုပြန်ထုတ်ပြီးတော့မှအဆုံးပြတ်ယူဖို့အတွက်စဉ်းစားလိုက်ပါတယ်။အဲ့ဒီပစ္စည်းကတော့ target တွေဖြစ်ပြီးတော့မှငယ်ငယ်ကလေးကဆုံးဖြတ်မရဖြစ်လာခဲ့တဲ့အချိန်တွေထဲမှာ target တွေရွေးပြီးတော့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလရှင်ဖြစ်လာတဲ့အခါမှာတော့ကတ်တွေကိုစောက်တို့ဂျားတွေမှာဖွက်ပြီးတော့တင်းရပြီးအခုတော့ပြန်ထုတ်သုံးရမယ့်အချိန်ကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။တရကနှစ်ကက်ရွေးလိုက်တဲ့အခါမှာတော့ဘာဆက်လို့ရမလဲဆိုတာသိသွားခဲ့ပြီးတော့သူရွေးလိုက်တဲ့ကက်ဒီဟာနှစ်စုံနဲ့သူတော်စင်ဖြစ်နေပါဗါး။ဒါကြောင့်မဲအဲ့ဒီကိစ္စမှာမကောင်းဆိုးဝါးတွေနဲ့ မဖြစ်မနေရင်ဆိုင်ရမယ်ဆိုတာကိုနားလေသွားခဲ့ပြီးတပြိုင်တည်းမှာပဲညီမလေးရဲ့ဆိုးရွားလာတဲ့ဖြစ်ပျက်တွေကိုလည်းအမှတ်ရပြီးတော့ဝမ်းနေလို့သွားခဲ့ရပါတယ်။မိခင်လာတော့ညီမကတော့မကောင်းဆိုးဝါးအတန်တွေကိုကြားနေတဲ့စွမ်းရည်တွေနဲ့နှက်စုံမျိုးဆက်တွေဖြစ်ပြီးကြီးလာရင်တော့နှက်စရာမှလို့ဖို့တဲ့ရည်ရွယ်ထားခဲ့တာပါ။ဒါပေမဲ့တရရမှာတော့ညီမဖြစ်တဲ့သူကနှက်ဘူးဖို့စူးစမ်းရင်းနဲ့မကောင်းဆိုးဝါးကိုဝင်ခွင့်ပေးခဲ့မိပါတယ်။အကျိုးဆက်အနေနဲ့ကတော့ကိုကိုကိုစူးစမ်းချပြီးတော့အဆုံးစီရင်သွားခဲ့ပါတယ်။အဲဒီခါမှာမိဘတွေကမိခင်လာကို အန်ဒီရဲ့ထမဖြစ်စေဖို့အတွက်နက်ဆရာရီစီကိုပို့ထားလိုက်ပါတယ်။မိဘတွေကမိခေးလာကိုအန်ဒီရဲ့မဖြစ်အောင်နက်ဆရာရီစီကိုပို့ထားလိုက်ပြီးဒါပေမဲ့မိခေးလာကတော့အဲဒီကနေထွက်ပြေးပြီးတော့တီလာရှင်ဖြစ်နေရွေးချယ်ခဲ့ပါတယ်။အဲဒီညမှာလည်းမိခေးလာကအိမ်မဆိုးတစ်ခုထမ်းမခဲ့တာဖြစ်ပြီးအဲဒီထဲမှာတော့နက်ဆိုးစိတ်တွေရဲ့ချောင်းလန်းမှုတွေကိုခံခဲ့ရတာဖြစ်ပြီးတော့ဒီကမှဖုန်းလာနေတာကြောင့်ကောက်ကန်နေတဲ့အခါမှာယူနီယာစီကဖြစ်နေခဲ့ပါတယ်။ယူနီယာကသူ့ကိုနက်ဆိုးစိတ်တွေရဲ့အကြောင်းကိုအိမ်မက်မလိမယ်လို့ပြောတော့အံဩသွားရပြီးတော့ယူနီယာကအဲဒီကိစ္စတွေဟာ ဲ့လိုပဲဖြစ်မှာပဲလို့ပြောလိုက်တဲ့အခါမှာတော့ဟီဂျူကိစ္စအတွက်ပူပေါင်းမှုဆုံးဖြတ်လိုက်ပါတယ်။နောက်ရမှာတော့ယူနီယာနဲ့မီခေလာတို့ဟာနာမည်ကြီးနဲ့ဆရာမတယောက်စီကိုသွားခဲ့ပြီးမီခေလာရဲ့အကူအညီနဲ့ဇေယုံကဟီဂျူကိုလည်းတခါတည်းခေါ်သွားခဲ့တာဖြစ်ပါတယ်။အရင်နဲ့ဆရာမကသီလရှင်ဖြစ်ခဲ့ပူပြီးတော့ယူနီယာနဲ့လည်းရှင်းနေနေတာဖြစ်ပြီးနှစ်စုံမျိုးဆက်တယောက်လည်းဖြစ်နေပြန်ပါတယ်။ရောက်သွားတဲ့အချိန်မှာတော့ယူနီယာဟာဟီဂျူရဲ့အခြေအနေကိုရှင်းပြပြီးတော့မှနက်ဆီယာရီရဲ့နီလန်နဲ့မကောင်းဆိုးဝါနှင်ထုတ်ပြဖို့အတွက်တောင်းဆိုခဲ့တာပါ။နက်ဆီယာမကတော့မကောင်းဆိုးဝါနှင်ထုတ်လို့အောင်မြင်ရင်တော့ ဗီရက်ဆိုးကျိုးတွေရှိနေတဲ့အကြောင်းသတိပေးခဲ့ပါသေးတယ်။ဘာပဲဖြစ်ဖြစ်ပူးကပ်နေတဲ့မကောင်းဆိုးဝါးကိုတော့နှင်ထုံးမှရမှာဖြစ်ပါတယ်။အဲဒါကြောင့်မေလိုအပ်တဲ့စီမံတွေကိုပြင်ဆင်ကြပြီးတော့မိခေလာကလည်းဘေးကနေကူညီပေးခဲ့ပါသေးတယ်။နေ့စဉ်မှရွေးချယ်တဲ့နီလန်ကတော့ရေဆွမ်းအင်ကိုတုံးပြီးတော့မှနှင်ထုတ်တဲ့နေပဲဖြစ်ပါတယ်။ဂျူနီယာနဲ့မိခေလာတို့ကဟီဂျူးကိုရေထဲကိုခေါ်သွားပြီးတော့မမ်းမိုးပြီးတော့အပေါ်ကိုပြန်ပြီးတော့ခေါ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းငကနာလေးတစ်ခုစီစဉ်ထားပြီးတော့မှနေ့စဉ်မှရဲ့တပည့်ကဘုံကိုစီးချက်ညီနေတဲ့တီဗီလိုနေပါတယ်။ နောက်ပြီးတော့တိရစ္ဆာန်လေးတွေကိုလည်းကျိုးနဲ့ကြီးထားပြီးတော့အဲ့ဒီတိရစ္ဆာန်လေးတွေကိုစည်းပြီးတော့မကောင်းစွာထွက်လာအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့မကောင်းစွာပိုးကပ်နေတဲ့ဟေဂျူကတော့သူတို့ကိုလောင်ပြောင်ပြောဆိုပြီးတင်းပြီးတော့ခံနေပါတယ်။အဲ့ဒီအချိန်မှာဘုံတန်တွေနဲ့အတူတူနတ်ဆရာမရဲ့အပနှင်းတန်တွေကအဆက်မပြတ်ထွက်ပေါ်လာနေပြီးဒါပေမဲ့တိရစ္ဆာန်တွေအလုံးသာတေကုန်ပြီးတော့မကောင်းစွာကတော့ထမသွားခဲ့ပါဘူး။ပြောမယ်ဆိုလို့ရှင်တော့အဲ့ဒီကိစ္စမှာလည်းနတ်ဆရာမကအရှုံးပေးခဲ့ရတယ်လို့ဒါပေမဲ့သူဟာနတ်ဆိုးရဲ့မျိုးဆက်ဖြစ်တာကြောင့်မကောင်းစွာဝိညာဉ်တွေကတော့သူ့ကိုတော့မတက်ရောက်ခဲ့ပါဘူး။ အဲ့နောက်မှာတော့နက်ဆီယာမားကတေချင်းတယောက်ကိုခံစားမိတယ်ဆိုပြီးတော့ပြောနေခဲ့တာဖြစ်ပြီးဒီချိန်မှာယူနီယာကသူ့ကြောင့်ဖြစ်မယ်ထင်တယ်လို့ပြန်ပြောပြီးတော့မှလျှို့ဝှက်ချက်တစ်ခုကိုထုတ်ပြောခဲ့ပါတယ်။ဒါကတော့သူ့မှာကင်စာဖြစ်နေပြီးတော့မကြခင်တရားတော့မယ်ဆိုတာဖြစ်ပြီးဒါကြောင့်မယ့်နက်ဆီယာမားကတော့ယူနီယာကိုကိုယ့်ရဲ့နောက်ဆုံးအချိန်အတွက်အချိန်ပေးဖို့အတွက်တိုက်တွန်းနေတာဖြစ်ပါတယ်။ဇေယုံကိုပြန်ရောက်တဲ့အခါမှာတော့မေခေလာလည်းဖုန်းတော်ကြီးဘက်နဲ့ထိတ်တဲတွေးပြီးတော့အကြောင်းရင်းကတော့ဟီကျူကိုခေါ်ထုတ်သွားခဲ့လို့ဖြစ်ပြီးပြီးတော့သူ့ကိုကြော်ပြီးတော့ ယူနီယံကိုကူညီတဲ့ကိစ္စကိုလည်းမယုံကြည်နိုင်အောင်ဖြစ်နေပါတယ်။မိခိလာကအဲဒီကိစ္စမှာစီးပညာနဲ့ပြင်ရှင်းလို့မရတဲ့အကြောင်းပြောတဲ့အခါမှာတော့ဖုန်းတော်ကြီးဘက်ကပို့ပြီးတော့စိတ်ဆိုးလို့သွားခဲ့ပြီးတော့ချိန်မောင်းနေပါတယ်။စိတ်ပြက်လက်ပြက်နဲ့ပဲအပြင်ကိုထွက်လာတဲ့မိခိလာကိုလူနာဝိဆုံနဲ့အမျိုးသမီးတယောက်ကလက်ခံပြီးတော့လာနှုတ်ဆက်နေသလိုဒီလိုနှုတ်ဆက်ရင်းနဲ့ပဲအမျိုးသမီးရဲ့လက်ကမဲတူးသွားသလိုပဲခဏကြာမှတော့အလုံးကပျောက်ကွယ်လို့သွားခဲ့ပါတယ်။နောက်ကျမှအဲဒီအမျိုးသမီးကလောလောလတ်လတ်တည်ဆုံသွားသူရဲ့ဝိညာဉ်ဆိုတာကိုသဘောပေါက်လိုက်ပြီးဒီကမှာတော့ပရာလောကပြည့်ပြည့်တဲ့အားလုံးကို လိလိရှူထားလို့မရမှန်းပို့ပြီးတော့နားလေလို့သွားပါတယ်။ဒါကြောင့်မဲယူနီယောက်ကိုဖုန်းခေါ်ပြီးတော့မှဟီဂျူကိုမြ мян ကယ်ပြဖို့အတွက်ပြောနေခဲ့တာဖြစ်ပြီးဖြစ်ချင်တော့ဖုန်းတော်ကြီးဘက်ကဟီဂျူကိုစေယုံမှမထားဘဲနဲ့ချက်ချောင်းစီကိုပြန်ခေါ်လို့သွားခဲ့တာပါ။အဲဒါကြောင့်မဲယူနီယာတို့ကချက်ချောင်းကိုလိုက်သွားခဲ့ကြပြီးတော့သူတို့တွေရောက်သွားတဲ့အချိန်မှာကျောင်းဝင်းတွေကရုပ်တုတွေကကောင်းတကြကိုတကြဖြစ်လွန်နေပါဗါ။ပြီးတော့ကျောင်းတကားကိုလည်းတန်ကျိုးတွေနဲ့ပိတ်ထားခဲ့တာဖြစ်ပြီးအဲဒါကြောင့်မဲယူနီယာတို့ကလည်းတန်ကျိုးတွေကိုဖျက်ဆီးပြီးတော့ဝင်လာခဲ့ပါဗါ။ တကယ်တော့ဖုန်းတော်ကြီးဘက်ကဟီဂျူရဲ့အခြေအနေတွေကိုပို့ပြီးတော့သိကျင်တာကြောင့်ဒီအိုကိုလာခဲ့တာဖြစ်ပြီးတော့ကျောင်းလေးကိုရောက်တဲ့အခါမှာတော့ဟီဂျူရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းဆိုးဝါးကစာတိပြလာခဲ့ပြီးသူကလည်းမနိုင်မှုဖြစ်နေခဲ့ပါတယ်။ယူနီယာတို့တွေရောက်လာတဲ့အခါမှာတော့သူလည်းအားတက်သွားခဲ့ပြီးတော့အဲ့ဒီအချိန်မှာပရလောကဖြစ်ပျက်တွေလည်းယုံကြည်လို့သွားခဲ့ပါပြီ။အဲ့ဒီလိုမှမယုံကြည်ရင်လည်းမကောင်းဆိုးဝါးတွေကသူ့ကိုတခုခုလုံးတော့မှဖြစ်ပြီးတော့ယူနီယာတို့တွေရောက်လာတဲ့အချိန်မှာမကောင်းဆိုးဝါးကနည်းနည်းလေးတွန်းသွားပါတယ်။ ဒါပေမဲ့လေသူ့ရဲ့ဗီဇအတိုင်းပဲမခံလေးစားအမှုရာနဲ့ယူနီယာတို့ကိုဆက်ဆံနေတာဖြစ်ပြီးတော့ဒီကြားထဲမှာစကားဝင်ပြောတဲ့ဖုန်းတော်ကြီးဘက်ကိုညှို့ပြီးတော့ကိုကိုကိုလည်းလေပင်ညှိအောင်လုပ်နေပါသေးတယ်။ယူနီယာကတော့ဂါတာတွေယူပြီးတော့မှမကောင်းဆိုးဝါးငြိမ်သွားစေဖို့အတွက်စ조사နေတာဖြစ်ပြီးအဲဒီချိန်မှာအပေါ်မှာခြေထားတဲ့တခင်ယေရှုယောဒုကမကောင်းဆိုးဝါးကြောင့်ပြုတ်ကျသွားခဲ့ပါတယ်။ဟေဂျူရဲ့ဘော်ကိုတဲ့တဲ့အကြောင်းနဲ့အခြေအနေတွေရှိတာကြောင့်ပဲဂျူနီယာဟာဝင်လုံးပြီးတော့ဘေးကိုတွန်းချလိုက်တယ်လို့အဲဒီချိန်မှာမကောင်းဆိုးဝါးကသူ့ကိုတိုက်ခိုက်ဖို့အတွက်လုပ်နေခဲ့တာဖြစ်ပါတယ်။ မီဂီလာကဝင်ပြီးတော့ဂူညီရင်နဲ့လေမင်းအညစ်ခံနေရပြီးအဲ့ချိန်မှာယူနီယာကရေမန်းဘုံနဲ့ခေါင်းကနေလောင်းချလိုက်တဲ့အခါမှာတော့မကောင်းဆိုးဝါးကလည်းငြိမ်သက်လို့သွားပါတယ်ဒီနောက်မှာတော့အရာရာဟာပြန်လေတင်းတင်းသွားခဲ့တာဖြစ်ပြီးအဲ့နောက်မှာတော့ယူနီယာတို့ကလည်းအပြင်မှာထိုင်ပြီးတော့မကောင်းဆိုးဝါးကိုဘယ်လိုနှိမ်နှင်းရမလဲဆိုတာဆွေးနွေးလို့နေပါတယ်မီဂီလာကသူ့ရဲ့ target တွေကိုထုတ်ပြီးတော့မှအဆုံးဖြတ်ခံယူတဲ့အခါမှာတော့ပစ္စည်းတချို့လိုအပ်တယ်ဆိုတာသိခဲ့ရပြီးဒါကြောင့်မယ်ယူနီယာဟာဖုန်းတော်ကြီးအန်ရီယာစီကိုသွားပြီးတော့အကြံတောင်းခဲ့ပါတယ် ဒါပေမဲ့အန်ဒရီယာကိုမကောင်းစွာဝိညာဉ်တွေစုံမှုနေတာကြောင့်ဂါရာယူပြီးတော့ဖြည့်ရှင်းခဲ့ရပါတယ်။နောက်ပြီးတော့ဟီဂျူးရဲ့ကိစ္စအတွက်အသုံးဝင်မဲ့ပစ္စည်းတချို့လည်းယူခဲ့လိုက်ရပါသေးတယ်။အဲနောက်မှာတော့ဂျူနီယာနဲ့မီခေလာတို့ကယောမကိုသွားပြီးတော့နက်ဆိုးနဲ့ကျွမ်းကျင်တဲ့ဖုန်းတော်ကြီးကင်းနဲ့ဖုန်းတော်ကြီးရွှိုင်းတို့ကိုသွားပြီးတော့ရှာပါတယ်။ဒါပေမဲ့ဖုန်းကြီးနှစ်ပါးကခီးထွက်နေတာကြောင့်သူတို့ရဲ့မိတ်ဆွေဖုန်းတော်ကြီးတွေနဲ့တွေ့ရပြီးဂျူနီယာအတွက်စကားတချို့တော့ခြံထားခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့ဟီဂျူးရဲ့ကိစ္စကိုဖြည့်ရှင်းခြင်းနဲ့ဆိုရင် နဲ့စုံနေနေနဲ့ကောင်းကင်ဘုံတော့လို့တဲ့အကြောင်းအမှားပါခဲ့ပြီးတော့အဲ့ဒီတော့ကိုဒီတိုင်းတောင်းလို့မရပဲနဲ့ချက်ကျောင်းကတာဝန်ရှိတဲ့သူတွေတောင်းပြီးမှရမှာပဲဖြစ်ပါတယ်။ပြန်လာတဲ့အချိန်မှာယူနီယာလည်းနက်ဆီယာမားနဲ့တစ်ခေါက်သွားတွေ့ခဲ့ပြီးတော့မကောင်းဆုံးဝါရဲ့အခြေအနေတွေပေါ်မှာနက်ဆီယာမားရဲ့အမြင်ကိုသိကျင်လို့ဖြစ်ပြီးနက်ဆီယာမားကတော့လာပြေပြီးတော့ပရမတကောင်ရဲ့မတိုင်ခင်မှာမကောင်းဆုံးဝါနေထုံမှုမလုပ်နိုင်ခင်အခြေအနေတွေပို့ပြီးတော့စိုးလာလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။နောက်ပြီးတော့ယူနီယာတို့အကူအညီလိုအပ်ရင်အချိန်မရွေးကူညီလို့ရအောင်လေတပည့်ဖြစ်တဲ့သူကိုတောင်းပန်ပေးခဲ့တာဖြစ်ပါတယ် ။နောက်ရမှာတော့ယူနီယာဟာဘုရားကျောင်းကခေါင်းဆောင်နေနဲ့တွေ့ပြီးတော့ကောင်းကင်ဘုံတော်ကိုတောင်းပေးဖို့ပြောနေပြီးဟေဂျူးရဲ့ကိစ္စကိုသူ့ကိုအခွင့်အာဏာလွှဲရဖို့လည်းတောင်းဆိုနေတာဖြစ်ပါတယ်။ဒါမှလည်းမကောင်းဆိုးဝါးကိုပြင်းထန်တဲ့အမိန့်တွေပေးနေမှာဖြစ်ပြီးတော့ကောင်းဆောင်ဘုန်းတော်ကြီးတွေကအဲ့ဒီကိစ္စတွေဘုန်းတော်ကြီးဘက်ကိုပဲအခွင့်အာဏာပေးမှာဖြစ်တဲ့အကြောင်းပြန်ပြောခဲ့ပါတယ်။ဒါကြောင့်မယ့်ယူနီယာဟေဂျူးရဲ့ကိစ္စကိုသူနီးသူဟန်နဲ့ရသလုံးပြည့်ရှင်းမှုအတွက်ဆုံးဖြတ်ခဲ့တာဖြစ်ပြီးအဲ့ဒါကြောင့်နောက်ရက်မှာတော့မီခေလာနဲ့ပူးပေါင်းပြီးတော့ဟီဂျူးကိုခေါ်ထုတ်ပြီးမကောင်းဆိုးဝါးနေမှုအတွက်ပြင်ဆင်နေပါတယ်။ တေးမင်ကြခင်မှာလူတယောက်ရောက်လာခဲ့တာကြောင့်အံအားတင်းသွားပြီးတော့တကားသွားပြီးတော့ဖွင့်ပေးပါတယ်ဒီကမှာတော့ဖုန်းတော်ကြီးဘက်ဖြစ်နေတာကိုတွေ့ရပြီးတော့အံ့ဩနေပါတယ်ဖုန်းတော်ကြီးဘက်ကယူနီယာလုပ်တဲ့ကိစ္စတွေကိုယုံကြည်နေပြီးဖခင်ကြောင့်ကသူ့ကိုပေးထားတဲ့အခွင့်အာဏာတွေကိုယူနီယာစီကိုအလုံးစုံလွှဲပြောင်းပေးခဲ့ပါတယ်နောက်ပြီးတော့ယူနီယာလိုအပ်တဲ့ကောင်းကင်ဘုံတော့ကိုလည်းပေးရခဲ့ပါတယ်အားလုံးစင်စင်ဖြစ်တဲ့အခါမှာတော့ယူနီယာဟာမကောင်းဆိုးဝါးနေတဲ့ကိစ္စကိုစတင်ခဲ့သလိုအဲ့လိုလုံနေရင်လည်းမကောင်းဆိုးဝါးကတာမန်မဟုတ်ဘဲနဲ့နှက်ဆိုးဆန်တဲ့ဘာတွေကဖြစ်နေတာလည်းသိလဲရပါတယ် နေဆိုးကတော့နေထုတ်တာခံနေရပေမဲ့ဆက်တင်းခံပြီးတော့ယူနီယံတို့ကိုစကလုံးတွေနဲ့တံပြန်တိုက်ခိုက်နေပါတယ်။တခါတလေကြရင်လည်းဂျိန်သာတိုက်တဲ့စကလုံးတွေပါနေခဲ့တယ်လို့အဲ့လိုပြောရင်းဆိုရင်လည်းနေဆိုးကသူ့ရဲ့နာမည်ကိုထုတ်ပြောမိခဲ့တာဖြစ်ပါတယ်။နာမည်သိရတဲ့အခါမှာတော့ယူနီယံဟာနေဆိုးရဲ့နာမည်ကိုခေါ်ပြီးတော့ PR တွေပေးနိုင်ခဲ့တယ်လို့အဲ့ဒီအချိန်မှာနေဆီယာမားရဲ့တပည့်တွေကလည်းအစီအရင်ပစ္စည်းတွေနဲ့ရောက်လာခဲ့ပါတယ်။အဲ့နောက်မှာတော့သူကအဆောက်အဦရဲ့ပြင်မှာနေရာယူပြီးတော့ဘုံဒီကိုဇက်တဲ့အတီကနက်ကာတာတွေယူနေခဲ့ပါတယ်။ အထက်လန်နီအောက်လန်နီလန်တွေနဲ့တပြိုင်တည်းတိုက်ခိုက်ခံရတဲ့အခါမှာတော့နေစုကလည်းခံနိုင်ရင်မရှိတော့ပဲဒါပေမဲ့ဂျူနီယာရဲ့ခန္ဓာကိုယ်လေးကမထွက်ဘဲနဲ့တင်းခံနေပါသေးတယ်။နေစုရဲ့အစွမ်းကြောင့်ပဲအခန်းထဲမှာပုံတွေကအတိုက်ခံရသလိုမီရော့တွေကဟိုတက်ွက်တီတက်ွက် ဖြစ်ပေါ်နေတာပါ။အိုက်ဒင်နာဆက်ပြီးတော့ကြာနေမယ်ဆိုလို့ရှိရင်အခြေအနေတွေကပိုပြီးတော့ဆိုးကုန်မယ်ဆိုတော့ကိုနားလေတဲ့ဂျူနီယာဟာစုံသားလိုက်ပြီးဒါကတော့ကောင်းကင်ဘုံတို့ရဲ့အစွမ်းနဲ့နေစုကိုခန္ဓာကိုယ်လေးကိုဝင်လာအောင်လှုပ်လိုက်တာဖြစ်ပါတယ်။ပြီးတော့တုံးနေဘိုက်ကိုဖိထားပြီးတော့မှနေစုကိုမလှုပ်နိုင်အောင်ချုပ်ထားပြီး ီးတော့မီခေလာဟီဂျူနဲ့နက်ဆီယာမားရဲ့တပည့်တို့ကိုကျောင်းစီကိုသွားပြီးတော့မှခေါလောင်းသုံးချက်တီးဖို့အတွက်မှာလိုက်ပါတယ်။အဲဒါကြောင့်ပဲမီခေလာတို့ကဘေးအားကျောင်းလေးကိုအမြန်သွားရပြီးတော့အရင်ထဲမှာပဲနက်ဆိုးကြောင့်ကြွက်အုပ်တွေကထွက်လာပြီးလမ်းပေါ်မှာရှောက်ပြီးသွားနေတာကြောင့်ပဲကားလန်းတွေကလည်းပိတ်ရပါတယ်။အဲဒီမှာသူတို့ရာရှေ့ချင်းပြေးသွားပြီးတော့ဘုရားကျောင်းကခေါလောင်းကိုသုံးချက်တီးနိုင်ခဲ့သလိုအဲဒီတန်တွေကိုယူနီယာကလှမ်းပြီးတော့ကြားခဲ့ပါတယ်။ဒီကမှာတော့ဟီဂျိုးအတွက်ဘေးကင်းသွားခဲ့ပြီးဖြစ်ပြီးတော့မီခေလာကယူနီယာစီကိုပြန်ပြေးသွားဖို့စူးစမ်းခဲ့ပေမဲ့ အားကုန်ပြီးတော့လမ်းပေါ်မှာလဲကျသွားပါတယ်။အဲဒီချိန်မှာယူနီယာကတော့မီးဆွဲနေတဲ့အဆောက်အဦတွေကိုတည်တည်ငြိမ်ငြိမ်ဝင်သွားခဲ့တာဖြစ်ပြီးဘာကြောင့်လဲဆိုရင်နေဆိုးရဲ့ဝင်ရှင်ကိုသူနဲ့အတူတူဇီဝင်ချုပ်ပေးဖို့ပဲဖြစ်ပါတယ်။မုံရင်သူကလည်းကင်စာကြောင့်မကြခင်တေဆုံးရမှာဖြစ်ပြီးဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာတော့ဘုန်းတော်ကြီးဘက်ကကောင်းကင်ဘုံတော့ကိုပြန်ပြီးတော့ပေးရခဲ့ပါတယ်။နောက်ထပ်မြင်ကွင်းလေးမှာတော့ယူနီယာရဲ့အုပ်ကိုရှင်မရက်ပြီးတော့မှဆူတောင်းပေးနေတဲ့ဖုန်းတော်ကြီးတပါတွေ့ရမှာဖြစ်ပြီးသူကတော့နတ်ဆိုးနေထုတ်တဲ့နေရာမှာဆရာတဆူဖြစ်တဲ့ဖုန်းတော်ကြီးကင်မှာ ခဏကြာတော့မိခေလာရောက်လာခဲ့ပြီးတော့ဘုန်းတော်ကြီးကင်းကိုအယုဒေပေးပါတယ်ပြီးတော့မိခေလာကိုလည်းသူနဲ့လိုက်ခဲ့ဖို့ခေါ်သွားပါတယ်မိခေလာကကောင်းမောင်ပင်းနဲ့ဘဲသွားမှလဲလို့မိတော့ဘုန်းတော်ကြီးကနတ်ဆိုးတွေရှိတဲ့ဘယ်နေရာမဆိုသွားပါတယ်မိခေလာကတော့သူ့အနေနဲ့ဒီကိစ္စတွေမှာအတုံးဝင်မှာမလားဆိုပြီးတော့တန်ရရတွေနဲ့ပြန်မိခဲ့ပြီးဘုန်းတော်ကြီးကတော့ယူနီယာမှာရှိတဲ့ဇကားတွေထဲမှာမိခေလာကဒီလိုကိစ္စတွေအတင်းတော်ဆုံးဖြစ်တဲ့အကြောင်းထောက်ခံထားတယ်လို့ဆိုပါတယ်အဲ့ဒီမြင်ကွင်းလေးနဲ့ပဲဇလန်လေးဟာနေကုန်းချုပ်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျ အဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများရည်တင်ပါတယ်